လယ်သမားရိဘဝတိုးတက်ရေးနဲ့ဂျေမီကင်းရှင်ဘို့အတွက်နှစ်နှစ်အတွင်းမှာဆောင်ရွက်ပေးမယ်ဆိုပြီးပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကတောင်းသူလယ်သမားရိကိုမဲဆွဲပြောကြားပါတယ်။နေပြည်တော်ကောင်စီဇေယသီရီမြို့နယ်တာစီဂျေးပြောင်အစု အောင်သာဂျေးပြောင်မှာဇွန်လ12ရက်နေ့ကပြုလုပ်တဲ့ပြည်ခိုင်မျိုးပါတီဝင်တွေနဲ့တွေ့ဆုံပွဲမှာဦးခင်ကြီးကအခုလိုပြောကြားလိုက်တာဖြစ်ပြီးအဲ့ဒီတွေ့ဆုံပွဲကိုတာစီဂျေးရွာ အောင်သာကျေးရွာမြကနိုင်ကျေးရွာဗောရီမြန်ကျေးရွာပါတီဝင်တွေတက်ရောက်တယ်လို့သိရပါတယ်ဒီလိုပြည့်ရဲ့ခရီးပေါ်ပါပါတယ်လည်းလဲဆိုတော့ဒီတစ်ခါကတော့ငါကမောဘောဘောမဖြစ်ဖြစ်နေတယ်ကျွေးမီတန်ရာမှာတော့ကြောက်တယ်ဆိုရချက်ဟောနည်းနည်းပြောဆောင်ပေးမယ်ထိရတာနော်ထိရတယ်အဲ့ဒီမှာရန်ကြီးတာပြန်ဒါပြင်ဦးခင်ကြီးက သူကိုယ်တိုင်ဟာလဲသမားသားသမီးဖြစ်တယ်လို့လည်းဆိုပါတယ်။သူတို့ပါတီဟာအခုအစိုးရမဟုတ်သေးပေမဲ့အစိုးရဖြစ်လာရင်လုံဆောင်မှုအတွက်ရေးဆွဲထားတဲ့လုပ်ငန်းတွေထဲမှာလဲသမားတွေအတွက်တရားစုဇင်းနှုံတွေရှော့ချပေးဖို့နဲ့အခွန်ကင်းလွတ်ခွင့်တွေပေးဖို့စပားကိုနေကြောင်ချခွင့်တွေရရှိဖို့လုံဆောင်ပေးမယ်လို့မဲဆွဲပါသေးတယ်။ 2010ခုနှစ်ပြည်ခံပြိုးပါတီအစိုးရဖြစ်စဉ်အချိန်ကပြည်ခံပြိုးပါတီရဲ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ကနေလဲဆဲဝန်ကြီးဖြစ်လာသူဦးမြင့်လိုင်ဟာ2023ခုနှစ်ဇန်နဝါရီလအတွင်းက AR တိုင်းတနုပြုံမြို့နယ်ကလယ်သမားတွေနဲ့တွေ့ဆုံစမှာအတွေ့မဆက်နိုင်တဲ့လယ်သမားတွေအတွေ့အကြုံအောင်ထမင်းတက်နဲ့ရှော့စားကြဖို့ပြောကြားပူပါတယ်။အဲဒီဈေးဘွက်စနစ်ကြားထဲမှာဒီဆေးဘွက်တွေကိုဖြစ်စီတဲ့အကြောင်းအရာချက်တွေတို့ကဒါလေးအကုန်လုံးကျွန်တော်စုပြီးတော့ချက်တွေကိုစုပြီးတော့ ဖြည့်ရှင်းတယ်တော့နှစ်နှစ်တွင်းအပြည့်ဖြည့်ရှင်းပေးမယ်လို့သူတို့ကရေးထားတယ်အဲ့ဒါကလေသမားဘဝကိုပြုတ်ပြည့်တယ်လက်ရှိမှာစဘာစေးတွေစက်တိုက်ကြဆင်းနေပြီးတောင်သူတွေမှာစဘာဝင်လည်းမရှိတာကြောင့်အခက်တွေ့နေရပြီးမိုးစဘာရသည်စတင်လာပေမဲ့စိုက်ပျိုးဖို့ကတော့အခက်အခဲတွေဖြစ်နေရပါတယ် စစ်ကောင်စီကောင်ဆောင်မင်းအောင်လှိုင်ကဒီဇင်ဘာလအတွင်းမှာရွေးကောက်ပွဲကျင်းပမယ်လို့ပြောကြားထားပြီးမှပြည်ကမျိုးပါတီကနေဒေသတွေမှာလူမှုအတွေ့အဆုံပွဲဆိုပြီးပါတီဝင်တွေနဲ့အတွေ့အဆုံမှုတွေစတိုက်လှုံ့ဆော်နေပါတယ်ရှင်အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ platform သတင်းဌာနရဲ့ရှေ့ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။